ျွန်တော်ရေးမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ပရိတ်တွယ်နေနောက်ထပ်တွင်မျိုးတကိုပြန်လည်မြောက်တော့မှာဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်ကျွန်တော်ဒီမှာ၅တုံညာလေးကိုပရိတ်ပေါ့နော်အဲ့ရည်စာပြပေးထားတဲ့ပရိတ်ချလုံးယူတဲ့ဤအဆက်ဖြစ်ပါတယ်၃တုံ၆ဤပရိတ်တုံညာလေးတိ၅ပရိတ်၈လျှောက်ခွန်တိပရိတ်၆တုံညာ၆ဤပရိတ်၆လျှောက်နှစ်၄ပရိတ်ပေါ့နော်ပြီးရင်၆လျှောက်၅ခုနှစ်၉လျှောက်နှစ်ခုနှစ် တောင်များလေးလေးပေါင်းရှင်းရှိနိနိတေငါရှလေးသုံးခွန်ရှေးချောက်သုံးခွန်နိတောင်များကိုတိခွန်ခွန်ကိုသုံးခွန်တောင်များတောင်များသုံးခွန်ခွန်ရှေးကိုလေးပေါ့နော်ရှေးကိုလေးကတော့တောင်လုံးပေါင်းရှင်းတပရိဖြစ်ပါတယ်။ Okay ဆက်ပြီးတော့ဒီဘက်ကိုဆက်ကြည့်အောင်ပြီးတော့အဲဒီ9 6 3မှာတော့ကျွန်တော်4ပရိ6 6ခွန်တပရိနိနိခွန်တပရိ3 7 7 9ပရိပေါ့နော်ပြီးတော့ ပြည်ခရတပတ်3တောင်ည6ဆိုတဲ့အတွက်ကြောင့်မို့ထိတ်လိပိကဏန်း3လုံးပေါင်းရှင်းနေပရိဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်3468တောင်ညနေထက်ကနေပရိချပေးသွားခဲ့တယ်ပေါ့နော်။ဒီတွင်နီးဆက်ပြီးတော့ချပေးသွားခဲ့တာဖြစ်ပါတယ်။ဒီတွင်နီးကိုကြိုက်နေတဲ့တဲ့မိုက်ဆွေတွေအတွက်ကျွန်တော်တို့ဒီ30ကြိမ်အတွက်3တောင်ည9ရဲ့6ခွန်ဖြစ်ပါတယ်ပေါ့နော်။ထပ်ပြီးတော့ဒီ30ကြိမ်အတွက်တပ်ပြပစ်တော့မှာဖြစ်ပါတယ် တွင်နည်းအရာဒီအရှိဆုံးထိစီသုံးပါတစ်ကြိမ်ယူရမယ်ပေါ့နော်အလေထိန်ကို၅ခါပေါင်းမယ်သူမဟုတ်၅ခါမြောက်မယ်ပေါ့နော်ပြီးရင်ရှင်းနဲ့ချစ်ကုန်တဲ့ကြိမ်ပေါင်းတော့16 6နဲ့3ပေါင်းရှင်း900လေးပေါ့နော်3လေးလို့တို့ရတဲ့အတွက်ကိုယ်တုံများလေးကို2ပေါင်း6ယူထားတဲ့အတွက်တုံများကို2နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်အဲတုံများ2 4 6ပေါ့နော်စုံကနန်းများနေတာဖြစ်ပါတယ် မာကန်နဲ့မာပရိတ်ကတော့ကိုပရိတ်တစ်ခုထဲပဲပေါ့နော်အဆုံးပရိတ်တော်များနဲ့လေးလျှောက်ရှိပရိတ်ဖြစ်ပါတယ်။ Okay ဒါကတော့20တမျိုးဖြစ်ပါတယ်ပေါ့နော်။တဏိတိုင်းကတူနီတူဟန်နဲ့ရှိတယ်ပေါ့နော်။တိုးတိုးဆက်ပြီးမပြီးကတော့ရှိသေးတယ်ပေါ့ခင်ဗျာ။ကိုတော်များနဲ့လေးလျှောက်ရှိမှာမာပရိတ်ဆိုရင်တော့ကိုပရိတ်တစ်ခုထဲပဲရှိမယ်ပေါ့နော်။ဒါ၁၀ချိန်အတွက်ဖြစ်ပါတယ်ပေါ့နော်။ကျွန်တော်မနေ့ကတင်လိုက်တဲ့ ဖရိတ်လေးလုံးယူတဲ့နီးကိုလည်းဒီမှာတဆူတဆဲနဲ့ချက်ပြီးရပြသွားမယ်ပေါ့နော်။ Okay အဲ့ဒီမှာတော့၈ပရိတ်933မြ၊၉ပရိတ်၄98၊၅ပင်၆ပရိတ်လေးလုံးယူတဲ့နီးပေါ့နော်။9995 9ပရိတ်6တုံများတုံ2ပရိတ်998 9ပရိတ်693 2336 2ပရိတ်6တုံများ6 9ပရိတ်96 9ပရိတ်743 3ပရိတ်009 10ပရိတ်694 10ပရိတ်998 ဒီ30ကျိန်းမှာတော့9တိရှိပြည့်ရနေတာဖြစ်ပါတယ်ခွန်9တိရှိပါเนาะโอเคအဲ့ဒီပြည့်ပြီးခရက်ဘက်မှာဆက်ပြီးတော့ခဲ့တယ်ဗောနော်ဒါဆိုရင်ကျွန်တော်ဒီ20နှစ်ခုစလုံးသာထပ်ပြီးခြောက်ပြီးတော့ခဲ့မယ်ဆိုရင်တော့ပုံသူပြည့်အနေနဲ့နှစ်နဲ့ရှင်းနဲ့စုံပြည့်နှစ်ခုရနေတာဖြစ်ပါတယ်ဗောနော်အဲ့ဒီစုံပြည့်နှလုံးရနေတာဖြစ်ပါတယ် โอเคဒါက20နံပါတ်3နဲ့အနည်းငယ်ကိုစုပြထားတာဖြစ်ပါတယ်ဗောနော်โอเค20နံပါတ်3ကိုလည်းဆက်ပြီးလေ့လာကြည့်အောင်20နံပါတ်3နဲ့လေးလေးနဲ့ဗောနော်20နံပါတ်3ကဒီ53 53များ38336နှစ်ရှေ့လျှောက်ခွန်တေ6တုံများ6ရက်6ရက်နှစ်၄ပေါ့နော်အဲ့ဒီအဲ့ဒီကနေစာပြီးတော့သူဒီတောက်6ကိုရှာပေးနေတာဖြစ်ပါတယ်ပေါ့နော်ပြန်ပြီးမရှိသေးဘူးပေါ့ခင်ဗျာတော်တော် ကျွန်တော်ပြီးခဲ့တဲ့6ချိန်မှာတော့ဒီပရိဖောက်သွားတာဖြစ်ပါတယ်။3889ပရိ6963မြောက်မှာ339ဆိုတဲ့အတွက်ဒိတ်လေးပိတ်အဲ့ဒီကနန်း3လုံးပေါင်းရှင်းနေပရိဖြစ်ပါတယ်။6963မြောက်မှာ နေပရိမှာပါတဲ့အတွက်ကျွန်တော်ဒီမှာတော့တစ်ချိန်ဖောက်တယ်ပေါ့နော်။339တစ်ချိန်မှာဖောက်သွားတယ်။ဒီ20 asset ကိုကျင်းနေတဲ့ match တွေအတွက်ထပ်ပြီးတော့ဒီ30ကျင်းအတွက်ထပ်ပြီးတင်ပြသွားမှာဖြစ်ပါတယ် ဒီမှာ9နဲ့9ပေါင်း78ရှစ်ကို3နဲ့ပေါင်းတင်းနဲ့5ရှောက်ခွန်ပရိမာနင်းနဲ့ခွန်နင်းနဲ့တင်း5ပေါ့နော်အဲ့ရနေစားပြီးတော့ပြပေးထားတာဖြစ်ပါတယ်တေ69လေ6ပရိ963တိပရိ68ခွန်တိပရိနင်းနဲ့ခွန်9ပရိ378ပြေခရေတပတ်5 9 8 9 3များပရိမာရှားပြီးတော့တာက3 3များ9ဆိုတဲ့အတွက်ပေါင်းရှင်း2ပရိဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာတစ်ကြိမ်ဖောက်သွားတယ်ပေါ့နော် ပကြိမ်ပဲဖောက်သေးတယ်အတွက်ဆက်ပြီးတော့အတုံးလိုတဲ့မိုက်ဆွေတွေအတွက်တင်ပေးသွားမယ်ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာဒီပရိတ်ကိုတုံးထားတာဖြစ်ပါတယ်အဲ့ဒီပရိတ်နဲ့ဒီနပေးမှာပြားထားတဲ့အကြိမ်အားဖြင့်90နဲ့5ကြိမ်အထိတင်းတင်းလေး9ရှောက်ရှိမှာပုံတူအနေနဲ့ကျွန်တော်58ပုံတူတယ်ပေါ့နော်58ပရိတ်ပုံတူတယ်ပြည်ပြင်မရှိ20နှစ်ခုကိုပုံတူစုထားတာ58ပရိတ်ပေါ့နော်ကျွန်တော်အားနည်းပရိတ်ထဲမှာလည်းဒီ မပါဘူးပေါ့နော်၄၅၈ပြိတ်ပဲကြံနေပေါ့နော်အားကြောင့်မို့ကျွန်တော်ကဒီ၄၅၈ပြိတ်ကိုမဖောက်လို့ဘူးလို့ထင်နေတာပေါ့နော်တော်တော်ဒီကျွန်တော်ဒီတုံး၄၅၈ကိုတော်များပြိတ်တစ်ခုဖောက်ထားပြီးတော့တင်းနေ၄၅၈ပြိတ်ဆိုတာလေးကတော့အဆက်ပြေးပေးသွားတာဖြစ်ပါတယ်အကျဉ်းအားဖြင့်50ကျော်ရှိသွားပြီပေါ့နော်တမ်းမကောင်းစွာပဲပေါ့နော်ကျွန်တော်ပြီးခရီးတစ်ပတ်မှဒီ20တစ်ခုဖောက်သွားတဲ့အတွက်၄၅၈ပြိတ်ပုံသူပြက်တယ်ခင်ဗျာ Okay, that's when the code စဲချင်းအတွက်နှစ်ငါးငါးတစ်သုံးကိုပေါင်းတော့ရှေ့ရတယ်ဗောနော်အဆော်ရီ9ရတယ်ဗောနော်ဒီခွန်နဲ့9နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ခွန်9ပေါင်းရှင်း16ကိုအနောက်က3နဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်ဒါဆိုရင်6ရက်3ရက်ပေါင်းရှင်း9 9တုံများ3များကိုနှင်းနဲ့ပေါင်းမှာဖြစ်ပါတယ်နှင်း345ပါနော်ခွန်ရှိ9တုံများယူတဲ့အတွက်2345တွင်းဤအရာတော့9တုံများ2345ပြိဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာ โอเคကျွန်တော်ဒီ20အကြာတစ်ကြိမ်တော့ဖောက်တယ်ဗောနော်3တုံညာ9တစ်ကြိမ်မှာဖောက်သွားတာဖြစ်ပါတယ်9တုံည2345ဆိုပြီးရာနေတာဖြစ်ပါတယ်ဗောနော်ဆက်ပြီးမပြေဆံကြည့်ရမယ်ဗောနော်66နှစ်မှာ၄ပရိချာဘူးတွာရှာဖူးဘူးတယ်9တုံညာ2345မှာ8435ပရိချာပေးသွားခဲ့ဘူးတယ်ဗောနော်ဒီကျွန်တော်10ကြိမ်မှာလဲ20အကြာ9တုံည2345ဆိုပြီးရာနေတာဖြစ်ပါတယ်ဗောနော် အရှင်20နံပါတ်3နဲ့20နံပါတ်3မှာတော့ကုသုံးများနေပုံတူမယ်ပေါ့နော်။အဒါရှင်ဒီ3မျိုးစလုံးသာစပီးချပီးမယ်ဆိုရင်တော့ကျွန်တော်ပုံတူပရိအနေနဲ့နေပရိအားကောင်းမယ်ပေါ့နော်။ပြီးခရစ်ပတ်မှာလည်းနေပရိချပီးသွားတယ်၊ဈေးပရိဈေးချိန်မှာလည်းနေပရိထပ်ပြီးချပီးသွားမှာလားပေါ့နော်။တော်တော်ကျွန်တော်ထပ်ပြီးကြည့်အောင်။ဒီ20နံပါတ်4ပေါ့နော်။20နံပါတ်4ခွန်နှစ်တရှိပရိတ်ကိုပဲတုံးမလားကိုတုံးများနေလေးရှောက်ရှိပရိတ်ကိုပဲတုံးမလားဆိုတာလေးကတော့ ျွန်တော်မိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုပဲအတည်ပြုပါပါနော်20နံပါတ်၄အကျဉ်းကြီးအားဖြင့်ခုနကကျွန်တော်ပြောတဲ့ဒီပင်ရှိပရိအပင်ပေါင်း90နဲ့6ကြိမ်မှာဆိုရင်တော့သူဒီ6093များတည်တုံးဆိုပြီးယာနေတာဖြစ်ပါတယ်ပေါ့နော်6093များတည်တုံးပရိဖြစ်ပါတယ်โอเคကျွန်တော်တို့နပင်ရှားပရိလေးလုံးစပေးနေတဲ့20အရာအဲ့ဒီမှာတော့ခွန်တိပရိပုံတူမှာဖြစ်ပါတယ်ပေါ့နော် အပေါ်မှာကျတော့ niche ပြိပုံတူတယ်ဒီ20 number 4ပြည့်ပြည့်မရှိသေးတဲ့ဟာနဲ့ပြန်ပြီးညီမယ်ဆိုရင်တော့အခွန်တိပြိတူတယ်ပေါ့နော်အကယ်၍20 number 3နဲ့ number 4နဲ့ကို ပုံတူစုမလားပြီးရင်တမမဟုတ်20 number 2နဲ့4နဲ့ကိုပုံတူစုမလားဆိုတာလေးကတော့မိတ်ဆွေရဲ့ရှုံးဖြတ်ချက်ကိုပဲအတည်ပြုပါနော်ဒီပြိ4မျိုးထဲကမိမိတို့ဂျန်နေတဲ့ပြိတခုခုကိုပဲရွေးချယ်ပြီးတော့အသုံးပြုစီခြင်းနဲ့ပေါ့နော်โอเค ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့ပရိအားနည်းတွင်ဒီကိုလည်းထပ်မံတင်ပေးသွားပါဦးမယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။